အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လေပြီးတော့ကြိုလိုက်ပါတယ်ကောင်းမွန်သောနေ့လေးတနေ့ဖြစ်ပါစို့ဒီနေရာကနေပြီးတော့စုံမကောင်းတောင်းပေးလိုက်ရပါတယ်အဲ့တော့ဒါကျွန်တော်တို့ရှိမှာ Arsenal, Chelsea, Liverpool, City အခုလက်ရှိမှာဒါဒီနေ့ပွဲစဉ်မှာဒါကျွန်တော်တို့ United အကြောင်းလေးကျွန်တော်နည်းနည်းလေးပြောအောင်အဲ့တော့ ဘုံမလင်းပြောမယ်ဆိုရင်တော့ဒါကျွန်တော် Manchester United အသေးအနေနဲ့ဒီနှစ်မှာဒါကျွန်တော်တို့တော်တော်လေးကိုအနိုင်မြင့်တက်ကြအများကြီးနေတဲ့နှစ်လို့ပြောလို့ရတယ်။ဒါကျွန်တော်တို့ပိုင်ရှင်တွေနဲ့တော့ဒါကျွန်တော်တို့ပိတ်သက်တွေနဲ့ကိုဆန္ဒပြတာတွေကိုပြဿနာတွေအများကြီးအများကြီးဒါကျွန်တော်တို့ဖြစ်တဲ့ဥစ္စာတွေလည်းအများကြီးရှိတယ်လို့ပြောလို့ရတယ်တမပါပါတယ်။ Okay အဲ့တော့ကျွန်တော်အဲ့ဒါလေးမပြောခင်ကျွန်တော်ဒီနှစ်မှာဒါကျွန်တော် Ruben Amorim ရဲ့ဘောကျွန်တော်နည်းနည်းလေးစာပြီးပြောလိုက်အောင်။ Ruben Amorim နဲ့အခုလက်ရှိမှာသူ့ရဲ့ philosophy ကိုသူစပြီး implement လုပ်တယ်။တော်တော်လေးကိုခက်ခဲခဲ့တယ်။သူအနေနဲ့ဒါကျွန်တော်တို့ deep philosophy ကိုပဲသူမှန်တယ်ထင်ပြီးရှေ့ဆက်တူတယ်။ဒါပေမဲ့ဒါစီတီဒါကျွန်တော်တို့စီတီတော်မကွယူနေတဲ့အသင်းနဲ့ဒီနေရာမှာဒါကျွန်တော်တော်တော်လေးကိုအထိနာခဲ့တဲ့ moment တွေအများကြီးရှိပါတယ်။ဒါဟာ reality ပဲ။ခမကြိုက်ဖြစ်ဖြစ်မကြိုက်ဖြစ်ဒါမှန်နေရပါတယ်။ဒါပေမဲ့ခုနကပြောသူ philosophy ကဒါကျွန်တော်တို့ United အသင်းကိုအခုလက်ရှိမှာ mood တစ်ခုအနေနဲ့လုပ်နေတယ်။ခုနကပြောလို့ပဲဒါ United အသင်းရဲ့ရည်ရှိရကောင်းဖို့အတွက်သူစူးစမ်းရတယ်ပေါ့နော်။အဲ့တော့ ဒီနေရာမှာတချို့ကြတာလည်းဒါဝေဖန်ကြတယ်ဗောနီးပြောက်တာကျွန်တော်ပြောင်းလဲဖို့အတွက်နီးပြောက်နဲ့ဒီယာကြီးကလုံးမဖြစ်မှန်းသိနေတယ်ဘာလို့မပြောင်းလဲတာလဲဆိုတဲ့ပုံစံမျိုးတွေနဲ့ဒူတာဝေဖန်တန်တွေတော်တော်လေးကိုညင်းညော်နေတာကျွန်တော်ကြားရတယ်မပါဘူးဒါပေမဲ့ကျွန်တော်ဒီနေရာမှာကျွန်တော်အင်ပို့စာပြောမယ် United အသင်းရဲ့နီးပြိုင်နဲ့ United အသင်းစီရောက်လာတဲ့ပရိသတ်ဝေဘန်တန်ကြားတဲ့ချိန်မှာသူတို့ကြောက်ပြီးသူတို့ကိုယ်တိုင်ပြောင်းလဲပေးခဲ့တယ်။ဒါပေမဲ့ပြောင်းလဲမှုတွေကလည်းတကယ်တမ်းကဘောလူပဲပြန်စစကြည့်မယ်ဆိုရင်အသင်းပေါ် impact ကရရရှိရမကောင်းခင်ဥမာကျတော့ Eric Dahan လို့ပဲ။ Eric Dahan နဲ့သူရောက်ချိန်မှာရကျွန်တော် Amorin လို့ပဲသူ့ရဲ့ philosophy implement လုပ်ဖို့ကြိုးစားတယ်ခွက်ခွက်လန်အောင်ရှုံးတယ်ဒါပေမဲ့ခုနကပရိသတ်တွေဝိုင်းပြီးဝေမဲ့ဆိုသူမကြိုက်ဘူးမကြိုက်တဲ့အချိန်မှာဒါ error တန်းနဲ့သူပြောင်းလဲလိုက်တယ်ပြောင်းလဲတော့ခုနကဘာလို့ပထမဒါကျွန်တော်ဟုတ်မလို့လူနဲ့တော်တော်လေးကိုဒါတိုင်ပတ်သွားခဲ့တာအခုချိန်ထိပဲအဲ့တော့ အဲ့ဒီတဟက်လို့မဖြစ်စေရေးအတွက်ရူဘင်အာမူရင်းနဲ့ဒီပိုင်းမှာသူဆိုဖစ်ချခဲ့တယ်ပရိသတ်တွေသူ့ကိုဘလောက်ဝေးပါမှန်းသူဒီအသင်းကပဲထွက်သွားထွက်သွားသူ့ရဲ့ philosophy ကိုတော့သူမပြောင်းလဲနိုင်ဘူးဆိုတဲ့ပုံစံမျိုးသူတွားတယ်သတိဘက် formation ကမှ attacking ဆက်ဆံဒါကျွန်တော်တို့ midfield ကိုဦးစားပေးတဲ့ပုံစံမျိုးဒါပေမဲ့ တခါကြရင်မြောက်နာပေါ်သူပဲဗောနော်ကျွန်တော်အစိုးရွားဆုံးအခြေအနေဒီမှာမှလင်းလက်ဆုံးကျေတွေကထွက်ပေါ်ရတယ်မှာပါ United မှာလင်းလက်ဆုံးကျေကနှလုံးတိတိထွက်ပေါ်ခဲ့တယ်ဒီလိုမျိုးခက်ခဲတယ်ဆိုတဲ့အချိန်မျိုးမှာ Ahmed Diallo နဲ့ Bruno Fernandes ထွက်ပေါ်လာခဲ့တယ်အဲ့တော့ဒီနေ့မှာတော့ Ahmed Diallo ထွက်ပေါ်ခဲ့မှာကန်ဆိုးစွာ United ကဒီနေ့မှာဒါကန်တွေလည်းတော်တော်လေးမကောင်းပါဘူးကန်ဆိုးစွာနဲ့ Ahmed Diallo ဒဏ်ရာသွားတယ်ဒဏ်ရာဆိုချင်မှာဒါ Bruno Fernandes တယောက်ပဲရှိတယ် Bruno Fernandes နဲ့ဒါကျွန်တော်တို့မမဲ့ရနောက်ပိုင်းဒီမှာလည်းကောင်းနေတာမဆိုးဘူးလို့ပြောလို့ရပေမဲ့ တေချာပြန်ကြည့်မယ်ဆိုရင်ဘရူနိုဖာနန်ဒက်စ်တယောက်ကအခုလက်ရှိဒါနောက်ဆုံးအနေထားရ ျွန်တော်တို့ ఓ လီဂန်နာဆိုရှယ်လက်ထက်ကမတွေ့ခဲ့ရတဲ့ဘရူနိုဖာနန်ဒိုကိုကျွန်တော်အခုလက်ရှိမှာတွေ့ရတယ်။တပွဲကိုပြဲမြနှစ်ကိုးပါဝင်ပတ်သက်မှုနဲ့အတူတော်တော်လေးကိုကြောက်ခမန်းလေးလေးနဲ့ဒီအသင်းကိုသူ့ရဲ့ခန္ဓာကိုယ်ပေါ်တင်ထားတဲ့မှာပါတယ်။အခုလက်ရှိမှာဒါကျွန်တော်တို့မန်ချက်စတာယူနိုက်တက်တင်မဘူးဟုတ်ပဲနဲ့ဒါကြောင့်ပေါ်တူဂီအသင်းကိုပါသူပခုံးတန်းပြီးတင်နေရတဲ့မှာသူပါတယ်ပေါ့။အဲ့တော့ဘရူနိုဖာနန်ဒိုနဲ့ဒီနေရာမှာတခုပဲကျွန်တော်စိတ်ပူရမယ်။သူ့ရဲ့ခြေစွမ်းတော့မဟုတ်သူ့ရဲ့ physicality ပဲ။ဘရူနိုဖာနန်ဒိုကယူနိုက်တက်ကိုရောက်လာပြီးကမက်မက်ရတပွဲပဲလားမသိဘူးလွဲခဲ့တဲ့တင်မှာပါတယ်။တောက်လျှောက်တာကျွန်တော်တို့ဒဏ်ရာကြောင့်ပေါ့နော်။ဒါကျွန်တော်ပြန်နားတဲ့ပွဲစဉ်တော့ရှင်းရှင်းမှာ ပေါ့ဒါပေမဲ့ Bruno Fernandes နေနဲ့ဒါကျွန်တော်တို့တုံတန်သူ့နေဒဏ်ရာကြောင့်မို့တပွဲမှာမလွဲခဲ့တဲ့အထိကိုတော့ကောင်းခဲ့တဲ့ကစားသမားတယောက်ဖြစ်တယ်။ဒါပေမဲ့ကျွန်တော်စိုးရိမ်နေအခုလက်ရှိမှာဒါကျွန်တော်လာမဲ့ပတ်ဒီမှာတုံ့ပြန်တပွဲနေနေပြန်ပြီးတော့ဆော့အောင်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ဂျာတဲ့မှာ Bruno Fernandes နေကောင်းတာဒါ United အသင်းနဲ့ FA ထွက်သွားတာတော့နည်းနည်းကောင်းသွားတယ်လို့ဖြစ်နေ။ဘာကြောင့်လဲဆိုတော့နှုတ်မဆိုတာ United အသင်းနဲ့ဒါကျွန်တော်တို့ weekend မှာလည်းထက်ဆော့ဒါကြောင့် Jae တမှာလည်းထက်ဆော့ပြီးရင်ဒါကျွန်တော်စနေနေ့ကမှထက်ဆော့ဆိုတဲ့ပုံစံမျိုးကြီးတွားမယ်အတွက်ကြောင့်မို့ Bruno Fernandes တော်တော်လေးကိုဒါကျွန်တော်ခက်ခဲသွားနိုင်တဲ့အနေအထားမှရှိတယ်။အဲ့တော့ထားပါ ဘူနိုဖိုင်နယ်ကိုလရှင်မှာဒါကျွန်တော်300တပွဲဆော့ရတယ်ဒီနောက်တစ်ခုရောက်လာခဲ့တယ်နိုင်ငံပွဲမှာလည်းသူနေတိုင်းလိုလိုပွဲထွက်ရတယ်မှာပါတယ်အဲ့တော့နိုင်ငံသင်းတော့ပြောကလပ်သင်းကောဒါပေမဲ့ ပြဿနာက United အသင်းမှာအခုလက်ရှိမှာဒီလိုမျိုးအခြေအနေဖြစ်နေတဲ့အချိန်မှာဒါ Champion League ကိုဆို Europa League မှာကောဒါကျွန်တော် Premier League မှာ Bruno Fernandes ကိုအေးခဏနားကွာငါတို့အရင်လေးနဲ့ထဲဆော်မယ်ဆိုပြီး Bruno Fernandes ရဲ့လက်ရှိခြေပြားတောင်မှာဘယ်သူမှကွင်းလယ်မှာမီးမနေဘူးဒါကွင်းလယ်ပိုင်း defensive midfield မှာဆိုတော့ Ugarte တို့ဘာလို့ရှိတယ်ဆိုပေမဲ့ကွင်းလယ်ပိုင်း AM sense နဲ့ AM ပုံစံမျိုး AM အတွင်းနဲ့ဒါတိုက်ဆက်အတွင်းနဲ့ဆိုရင်တော့ဘယ်သူမှမရှိဘူးလို့ကျွန်တော်အနေနဲ့မြင်မိတယ်။ဒါက United အသင်းအတွက်လက်ရှိအကြီးမားဆုံးပြဿနာတွေထဲကတစ်ခုဖြစ်တယ်။အဲ့တော့ဒီနေရာမှာလည်းဒါ Ruben Amorim ကြီးကိုလည်းပြစ်သွားပြောလို့ဘာလို့သူ့ရဲ့ squad မှာမှုတာဒါ तू ကျွန်တော်တို့တက်ဟက်စီကနေ inherited ဒါကျွန်တော်တို့ဒါအမွေစားအမွေခံရခဲ့တဲ့ squad ဖြစ်တယ်အဲ့တော့လာမယ့်နူရာသီမှာတော့ဒါ United အသင်းနဲ့ဒါကြီးမားတဲ့ပြောင်းလဲမှုတွေလုပ်သွားနိုင်တယ်ဒါပေမဲ့ဒီနှစ်မှာဒါကျွန်တော် United အသင်းရဲ့အကြိုက်ဆုံးတစ်ချက်ကိုပြောပါဆိုရင်တော့ in your zone အနေနဲ့ဒါ channel အချက်လူဝဲတာဘာညာပြဿနာတွေရှိကောင်းရှိနိုင်မယ်ဒါဟာ reality ရမှန်းနေဒါပေမဲ့လက်ရှိမှာ in your zone အနေနဲ့အခုလက်ရှိအကြိုက်ဆုံးအချက်ကိုကျွန်တော်ပြောပါဆိုရင်ဘာလဲဆိုတော့အသင်းရဲ့ dead weight တွေကိုရောင်းချနိုင်တာအင်မတန်မှ တော်တော်လေးကိုကောင်းမွန်လို့နဲ့အချက်တခုလို့ဖြစ်တယ်။ United KSS မှာဒါကျွန်တော်တို့ချို့ကစားသမားတွေဒါကျွန်တော်တို့စာချုပ်တက်တန်းကုံမောက်အန်တိုနီမာရှယ်လို့လို့ပေါ့နော်။စာချုပ်တက်တန်းကုံမောက်ကအသင်းကနေထွက်သွားခဲ့တာဖြစ်ပြီးတော့ဘယ်တော့ကမှဒါကျွန်တော်အော်ဒီကစားသမားလေးပြန်ကောင်းလာမှာပါ။ဒီကစားသမားလေးပြန်ကောင်းလာမှာပါ။ဒီကစားသမားလေးပြန်ကောင်းလာမှာပါဆိုတဲ့ဒါကျွန်တော်တို့မျော်လင့်ချက်တွေနဲ့အတူဒါဒီကစားသမားကိုပဲအရင်မျော်လင့်ခဲ့တယ်။ဒီမှာဒါကျွန်တော်တို့ Vander Beek ဆိုတဲ့ဒါနောက်ဆုံးချိန်ဒီအခုချိန်ဒီဒါကျွန်တော်တို့ကြောင်တောင်ကန်တန်တန်တွေဖြစ်နေတဲ့ scenario တွေအဲ့တော့ United အသင်းနဲ့ဒါရောင်းမဝယ်မဆိုတဲ့ဥစားမှာဖြစ် င်တော့ United ကဝယ်မှားပဲရှိတယ်ရောင်းမှားဆိုတာမရှိဘူး United ကရောင်းပြီဆိုရင်တူကြီးပဲခံရတာဗျတူကြီးပဲခံရတာရောင်းမှားတယ်ဆိုတာကတော့မှားမှားပြီးရောင်းလိုက်တာမဟုတ်ဘူး United ကတိတိကြီးငယ်ဟိုဒါကျွန်တော်ရောင်းရတယ်တော့မှပါတယ်ဟော ratio ဆိုလဲဒါကျွန်တော်အစကတည်းက PSG ကိုဒါတန်း80လောက်နဲ့ရောင်းခဲ့မယ်ဆိုရင်အခုချိန်မှာတန်း40ဆိုတဲ့ဥစ္စာကဒါကျွန်တော်တော်တော်လေးကိုနည်းရတယ်မှပါအဲ့တော့ ပြောချင်တာဗျ United တာ Indians ဆိုအဆိုကျွန်တော်ဒါ channel ချက်နေကြိုက်တယ်မကြိုက်ဘူးခမညင်းနေဒါပေမဲ့အသင်းရတာကျွန်တော်မလူလားအတေတာ dead weight ဒီကူတော့အကြီးကျယ်ရောင်းချနိုင်ခဲ့တာကူတော့ immediate မှာကျွန်တော်ကတော့ချီချူးမိရတဲ့မှာပါတယ်တကယ်ကိုလည်းကောင်းတဲ့အချက်တခုလို့မြင်တယ်အဲ့တော့ United တင်တဲ့ဒီနေရာမှာ dead weight တွေရောင်းချလိုက်တဲ့အချိန်မှာဘာဖြစ်လဲဆိုတော့ဒါစောင်းရာတီမာက ပြဿနာကလူမဝယ်နိုင်ဘူး။ United နဲ့လက်ရှိမှာ Patrick Doku တရားပဲဝယ်နိုင်ခဲ့တယ်။အင်းရောဆိုတင်းနေတာလက်ရှိမှာဒီနှစ်မှာဝယ်ယူထားတဲ့ကစားသမားတွေကတော်တော်လေးကိုအကုန်လုံးကမစိုးဘူးလို့ပြောလို့ရတယ်။ကစားသမားတယောက်ချင်းစီကိုင်းကအသင်းပေါ် impact ကိုအနည်းငယ်များရှိတယ်လို့ပြောလို့ရတယ်။အဲ့တော့ဒါ Delit လည်းသူဟာသူမစိုးဘူး။ဒါ Doku လည်းမစိုးဘူး။မာဇွားဦးလည်းတော်တော်လေးကိုကောင်းတယ်။ Ugarte လည်းတော်တော်လေးကိုကောင်းတယ်။ဒါ Zigzi ရဲ့အခုလက်ရှိမှာတော်တော်လေးကို improve ဖြစ်လာခဲ့ပြီလို့ပြောလို့ရတယ်။အဲ့တော့ပြောချင်တာကနောက်ဆုံးဒါကျွန်တော်တို့ဟိုနောက်ဆုံးညင်းမယ်ဆိုရင်တော့ United အသင်းနေနဲ့ Zigzi တယောက်လောက်ပဲညင်းလို့ရတဲ့အနေထားမှာ ိတယ်။အဲ့တော့ United အတင်းဒီနေ့မှာဒါကျွန်တော်တို့ transfer business ကဒါကျွန်တော်တို့ဂလေးစားမိသားစု Ineos အုပ်စုနဲ့ပေါင်းပြီးတော့ဗိုက်တာမစိုးဘူးလို့ပြောလိုက်ရ business ဖြစ်လာခဲ့တယ်။ဒါပေမဲ့လက်ရှိမှာ United ပြည်သက်တွေလည်းအများကြီးလိုတယ်။ကိုယ့်ရဲ့စိတ်ကိုကိုယ်လိုမလိုက်ဖို့လိုတယ်။ဒီခက်က Sales Swagusan ခက်မှုတော့ လိုအပ်ရင်ဒါကာရင်တန်ကနေကောင်းခောက်ပြီးကျွန်တော်ဒီကောင်လေးကိုလိုချင်နေဆိုပြီးဆွဲခေါ်လို့ရတဲ့ခင်မဟုတ်တော့ဘူးကစားသမားတရက်ကိုပေါင်တန်းကိုယာချီပေးနေရတဲ့ခင်မှာ United ကိုတိုင်ရဒီလိုမျိုးယာချီပေးပြီးတုံးခဲ့တယ်အဲ့လိုယာချီပေးပြီးတုံးခဲ့တဲ့ပြဿနာတွေက United ကိုလက်ရှိမှာအကျွေးမိလေအများစွာဖြစ်ခဲ့တယ်အန်တိုနီကာစမဲရူပေါ့ဂဘာ ဒီကစားသမားရမကောင်းတာမဟုတ်ကောင်းတယ်ဒါပေမဲ့ဒီကစားသမားရလူဒါတဲ့ပို့ပြီး United ကလေးစားမိသားစုနဲ့ပေးခဲ့တယ်ပြောစင်တာဒီနေရာမှာဒါပြိတ္တရဲ့ပြဿနာလည်းမကင်းဘူးပြောလေပြိတ္တကဒါအသိန်းကိုတအားအောင်မြင်ချိန်မှာကလေးစားမိသားစုအနေနဲ့ငွေနဲ့ဒီအသိန်းကိုအောင်မြင်မှုအတွက်ကြိုးစားခဲ့တယ်မှာဒါပေမဲ့အုံနောက်မရှိဘဲသုံးခဲ့တယ်တစ်ဖက်ကဒါကျွန်တော်တို့မြို့ကံပြန်ပြဖြစ်တဲ့ CD အသိန်းကငွေကိုအုံနောက်ရှိစွာတန်တရာကိုလူနှစ်ယောက်ဝယ်နေတဲ့အချိန်မှာ ယူနိုက်တက်ကတန်းတရာလူတယောက်ဝယ်ပြီအဲ့တန်းတရာလူတယောက်ကဒါကျွန်တော်တို့ at the end of the day မှာခုနပြောလို့ပဲဘာလို့မှမဝယ်တဲ့ကြောင့်မို့ဒါ at the end of the day မှာဒါကျွန်တော်တို့ရက်တရက်ကုန်ဆုံးသွားခြင်းမှာအဲ့ကစားသမားအလွတ်နဲ့ပဲထွက်ထွက်သွားရတယ်အဲ့တော့ ယူနိုက်တက်အသင်းအနေနဲ့အခုလက်ရှိမှာဒါကျွန်တော်ရောင်းဝါးဝယ်မှာခစ်တွေကုန်ခဲ့ပြီလို့မြင်တယ်။ကတော့ဗျာကတော့ခုနကပြောလို့ချခံရတဲ့ခစ်တွေကုန်သွားပြီလို့မြင်တယ်။အခုလက်ရှိမှာယူနိုက်တက်ကိုယ်တိုင်ကစီးပွားရေးကောင်းကောင်းလုပ်တော့မယ်။အင်းညော့စုအုပ်စုရောက်လာတယ်။စီးပွားရေးစံစရာရှိရယ်ကိုယ်အသင်းကတော့ဖင်ချမခံအောင်ဘယ်လိုမျိုးတွေလုပ်ရမလဲဆိုတော့အင်းညော့စုအုံနောက်ရှိတယ်လို့ကျွန်တော်နေမြင်တယ်။ ဒါပေမဲ့ Ineos ဆိုလေဒါ personal ကျွန်တော်ခုလက်ရှိမြင်နေတဲ့ခြေအခြေအနေရသူတို့လည်းအရန်ကြီးတော့တန့်ရှင်းနေတယ်ဒါမှမဟုတ်ဥပမာလက်ရှိမှာ Quintus Simon ကေ Quintus Simon ကေဆို United အသင်းကိုသူတို့ဘန်းပြပြီး Ineos ဆိုအနေနဲ့ဒီ United ရဲ့ Old Trafford လမ်းကိုသူတို့လူတော့မယ် United ကခုနပြောလို့ United အသင်းကဒါအိန္ဒိယဆိုအနေနဲ့2ဘီလီယံထုတ်ချင်းမယ်ဒါပေမဲ့2ဘီလီယံအစားဒီညေကို65နဲ့80ဆိုပြီးတို့ကပြန်ယူမယ်အဲ့တော့ခုနပြော Ultra Book က2ဘီလီယံရသွားရမယ်မယ်ဒီပတ်ချာလေဝင်းကျင်ညမှာဖြစ်နေတဲ့စီးပွားရေးတစ်ခုမှ United အသင်းနဲ့မဆိုင်တော့အဲ့တော့ပြန်ဆက်စပ်ကြည့်စီးပွားရေးကတော့စီးပွားရေးသမားကတော့စီးပွားရေးသမားအနေနဲ့လုပ်မှာပဲတိတ်တော့ထူးဆန်းမှာအခုလက်ရှိမှာဒါအနည်းဆုံးပြောရမှာဆို Liverpool အသင်းနဲ့ FG လို့အဆူအနေနဲ့ အသေးကိုဒါကျွန်တော်တို့ stand ပြင်တဲ့နေရာမှာမမဲ့ရတာတို့ stand ကြီးပြင်ချလိုက်တယ်အဲ stand ပြင်တဲ့နေရာမှာအဲ stand ကိုတို့က investment လုပ်တယ်ဆိုတဲ့ပုံစံမျိုးနဲ့လုပ်ပြီးတော့ဒါပေမဲ့ Liverpool အသင်းရဲ့လက်ရှိပွဲလုပ်တဲ့ပတ်စံမှန်တမ်းများကို Liverpool အသင်းစီမရောက်ဘဲနဲ့အသင်းစီဟိုကျွန်တော်တို့လက်ရှိ passion စီရောက်သွားရဆိုတာကွက်မယ်အဲ့တော့လက်ရှိမှာအသင်းပါရှင်တိုင်းကဒီလိုမျိုးပဲလုပ်ကြတယ်လက်ရှိမှာ Spurs အသင်းရဲ့ passion တွေဖြစ်တဲ့ Anfield အုပ်စုလည်းဒီလိုပဲ queen ကိုလုပ်ပေးကြတာပြီအဲ့တော့ဒါမကကောင်းတော့ကွာ United ကလက်ရှိမှာကျွေးမိထပ်မတင်တော့ဘူးပေါ့နော်ဒီ2 billion ကြီးကိုဒါကျွန်တော်အသင်းပေါ်ထပ်မတင်တော့လဲဆိုတာတခုတော့ကောင်းသွားခဲ့တယ် ဲ့တော့ဘယ်လိုပဲပြောအိန္ဒိယဆိုးဆူလည်းအရင်ကြီးတော့တန်ရှင်းနေတာမရှိဘူးအသင်းပေါ်နည်းနည်းလေးတော့ဒါကျွန်တော်တို့ကြည့်မဲ့ပိုင်ရှင်တွေလို့ကျွန်တော်တို့နည်းပြောလိုက်ရအများကြီးကြည့်ရမို့နည်းနည်းလေးကြည့်ပေးဦးနေရအဲ့တော့ နောက်တစ်ခုအနေနဲ့ထပ်ပြောမှမလို့လက်ရှိမှာဒါကျွန်တော် United လက်ရှိခြေဆိုရင်ဒုတတော်ကျွန်တော်တို့အပေါင်းလက္ခဏာဆောင်လာမယ်လို့မြင်တယ်။ Ruben Amorim ကိုဒါကျွန်တော်သူ့ရဲ့ကစားသမား2ယောက်3ယောက်လောက်ဝယ်ပေးလိုက်မယ်။အများကြီးပြောပြီး2ယောက်3ယောက်လောက်ဝယ်ပေးလိုက်မယ်။ Bruno Fernandes ကောင်းလာမယ်။ Ahmed Diya လို့ပြန်ပြီးတော့ပြန်တက်တာလာမယ်ဆိုရင်ဒီအသင်းကမကောင်းတဲ့အကြောင်းမရှိဘူး။လာမယ့်နေရာဒီမျိုးလာမယ့်ရာဒီမှာဒါကျွန်တော် Premier League Superstar တွေကိုစုခူးတဲ့ Barca ဆိုတဲ့တေချာတကွာ Top 4ဝင်မှုတော့ ready ဖြစ်နေလောက်မယ်။ Ruben Amorim အခုလက်ရှိမှာ philosophy အသက်ဝင်လာတယ်။3 back follow 3 back formation ရဲ့အသက်ကအခန့်ဆက်ပဲ။ ယူနိုက်တက်တင်းနဲ့ခုနောက်ပိုင်းပွဲစဉ်တွေမှာခန်စစ်ပိုင်းတော်တော်လေးကို strong ဖြစ်လာတယ်တိုက်စစ်အကောင်းဆုံးတင်းနေတဲ့တွေ့ရဲ့အချိန်မှာတော့တော်တော်လေးကို strong ဖြစ်လာတယ်ယူနိုက်တက်တင်းနဲ့နောက်ပိုင်းပွဲစဉ်မှာဒါပေးကူအဖြစ်ကြည့်မှဆိုတကူနဲ့အထက်ပေးရတဲ့ပွဲစဉ်တွေတဖြည်းဖြည်းနင်းလာခဲ့တယ်ဒါတွေကြည့်မယ်ဆိုတာဟာ philosophy အသက်ဝင်မှုပဲဒါပေမဲ့ခုနကပြောတဲ့ဒီညမှာပြိတ္တတွေလည်းအများကြီးရပါတယ်ခင်ဗျားတို့စိတ်ရှိဖို့ပဲဒီနေ့ရာဒီကတော့ယူရိုပါလိတစ်ခုလောက်နဲ့ကျွန်တော်ဒါစိတ် သူတနစ်တစ်ခေါက်တနစ်ဖလားလုံးရဆိုအင်မတန်မှတာကျွန်တော် promote ကောင်းပါတယ်ဒါပေမဲ့ခုန United Standard ရဆိုတာအများကြီးတော့မဟုတ်ဘူး Eric Ten Hag နဲ့ဒါကြောင့်မို့ပဲထုတ်ခံတယ်အဲ့တော့ Ruben Amorim နဲ့တကွလို့လားဒီမှာရင်တင်းတိမ်နေဘူးဆိုတော့ငါတို့က top 4ဝင်မယ်ငါတို့ကခုနကဘယ်လို premium flight လုံးရဒါကူတော့ Eric Ten Hag လို့တူကြောင်မို့သူ့ကိုခန့်ခဲ့တယ်ဆိုတော့ဒီထက်ပိုပြီးလုံးဆွေးချင်ခန့်တာဖြစ်တယ်အဲ့တော့ Ruben Amorim နဲ့သူ့ထက်ဒီထက်ကြီးမားတဲ့ဥစ္စာတွေသူလုံးရမယ် Premier League ကိုသူယူဖို့တော့ကြိုးစားရမယ် Champion League ဝင်ဝင် Champion League မှာ best city သွားဖို့တော့ကြိုးစားရမယ်ပြောချင်တာ Arteta ပုံစံမျိုးလုပ်ဖို့တော့သူကြိုးစားရမယ်တဲ့မှာပါတယ်ဒါကူက Arteta ကိုလည်း Premier League ရ ားဖို့အတွက်ရုန်းကန်နေရပေမဲ့ပေါ့နော်ပြောချင်တာလူပုံအဲ့တော့ရောင်ရဲမတင်းတိမ်ဖို့အတွက်လက်ရှိမှာရူဘင်အာမိုရီလူတယ်ပရိသတ်တွေကလည်းဒီရောင်ရဲမတင်းတိမ်မှုရဲ့နောက်မှာတီးခံပြီးစောင့်စားဖို့လူတယ် ဒါတွေကတော့ balance ဖြစ်ဖို့လိုတယ်လို့ပြောရင်လည်းကျွန်တော်သွားကုန်ပြီပေါ့ဗျ။မလုံးမဲတွေကိုတီရှူခြင်းနဲ့ဆိုရင်တော့ youth sport media 3.0ဆိုရင် TV4U တို့မှာကျင်းလို့စံပေါင်းကူညီလို့ရပါတယ်။မြန်မာလူလည်းကလစ်ဖို့မမေ့ကြပါနဲ့ဦးအောက်က comment တွေမှာလည်း youth sport media 3.0 ਨੇ TV4U ရဲ့လင်းလေးတွေကိုထည့်ပေးထားခြင်းမျိုးကျွန်တော်မျက်စောကိုညီပေးလို့ရပါတယ်ကျွန်တော် YouTube channel လေးကို like and subscribe လို့ကျွန်တော်အားပေးလို့ရပါတယ်မြန်မာလူလည်းကလစ်ဖို့မမေ့ကြပါဘူးမြန်မာမြန်မာလူကလစ်ဖို့မမေ့ကြပါနဲ့ဦးမြန်မာကလစ်မှာမြန်မြန်နိုင်မှာဖြစ်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်ကောင်းမွန်သောဒီနေ့တနေ့ဖြစ်ပါစို့ဆု မငောင်းတောင်းပေးနေပဲကျွန်တော်တို့နောက်မှအေးအေးဆေးဆေးတွေ့ကြတာပေါ့အားလုံးမကြွတူပါရဲကျွန်တော်တို့ကပြပါဗျဒေဗောဗျ